မြတ်စွာဘုရားကတခါတော့ငါမိန်ကြားတယ်ငါဟာဂျာပန်နဲ့လာသရန်တွေ့ဂျာပန်ဆိုတာဟာလေခြေထဲမှာပေါက်တယ်ခြေထဲမှာကြီးတယ်ခြေထဲမှာကြီးပြီးတော့ရေမျက်နှာပေါ်ပြင်ပေါ်တက်ပြီးတော့ပွင့်တယ်ဂျာပန်ထို့သောခြေနဲ့ထိတွေ့ခြင်းမရှိဘူးခြေဟာ ကြပန်းကိုညစ်ပေအောင်မလုပ်နိုင်ဘူး။ကြပန်းပေါ်ရေချလိုက်လို့ရှိရင်ကြရွက်ပေါ်ကြကြကြဖက်ပေါ်ကြကြရေဟာလိမ့်ဆင်းသွား။ထို့တူပဲငါဟာလောကထဲမှာမွေးတယ်လောကထဲမှာကြီးပြင်းတယ်။ဒါပေမဲ့လောကသားတွေနဲ့ပတ်သက်ပြီးတော့ဒီချစ်ခင်ချင်းဆိုတဲ့တန်ရောစဉ်မုန်တိချင်းဆိုတဲ့တန်ရောစဉ်လောကသားတွေပေါ်မှာဖြစ်ပေါ်လာတဲ့တန်ရောစဉ်တွေတခုမှမရှိပဲနဲ့ လောကသားတွေရဲ့လောကသားတွေ ਨੇ လွတ်လွတ်လပ်လပ်ငါဘုရားဟာနေထိုင်ခဲ့တယ်နေထိုင်နေရရှိတယ်ဆိုတာကိုသူတို့တုတ်တံမှာမြတ်စွာဘုရားရှင်းလင်းဟောကြားတယ်အဲတော့လောကထဲမှာကြီးပြီးတော့လောကနဲ့လွတ်လွတ်ကင်းကင်းနေနိုင်လွတ်လွတ်ကင်းကင်းနေတယ်ဆိုတာဘယ်လိုဟာကိုပြောတာလောကလူသားတွေ ਨੇ မဆက်ဆံတာကိုလွတ်လွတ်ကင်းကင်းနေတာဒီလိုပြောလို့တော့မဟုတ်ဘူးလောကလူသားတွေ ਨੇ ထခင်ပြတောင်မှုဆိုတာလည်းမရှိဘူးလောကလူသားတွေပေါ်မှာမုံတိမှုဆိုတာလည်းမရှိဘူးလောကသားတွေရဲ့အကျိုးကိုပြုတယ်ဆိုပါစို့ခြေထဲမှာပွင့်တဲ့ဂျာပန်းကြီးဟာခြေနဲ့မလူးတော့လည်းပဲရေမျက်နှာပြင်ကိုလှအောင်လှုပ်ထားတာတော့ဂျာပန်းကြောင့်ပဲပေါ့တကယ်ကြီးသာဂျာပန်းမပွင့်ဘူးဆိုရင်ရေမျက်နှာပြင်ကလှဆရာအကြောင်းမရှိဘူးမြတ်စွာဘုရားဟာလည်းလောကကြီးကိုအလှဆင်တဲ့အခါမှာ လောကဘောမှာတာယောစင်နဲ့အလှဆင်တာမဟုတ်ဘူးလွတ်လပ်ပြီးတော့မြင့်မြတ်တဲ့အပင်တရံနဲ့အလှဆင်ခဲ့ပြီးလောကရဲ့အကျိုးကိုပြုခဲ့ကြာပန်းကြီးဟာဒီပြီပေါက်ဖွားရရေကန်ရေမျက်နှာပြီးမောပေါက်ဖွားတင့်တင့်တယ်တယ်နေပြီးတော့ရေကန်ရဲ့အလှကိုဒုစားဆင်ပေးတယ်လို့ပဲမြတ်စွာဘုရားဟာလောကရဲ့အလှကိုဒုစားဆင်ပေးတဲ့ပုဂ္ဂိုလ် ပြာသားကရေကိုအကျိုးပြုတယ်လို့မြတ်စွာဘုရားကလည်းလောကသားတွေကိုအကျိုးပြုတယ်လို့ဒီလိုနှိုင်းရှင်ပြီးတော့လေ့လာလို့ရတယ်ပေါ့နော်